ခုပြောမှာကတော့ဖုန်းဒီကောင်ကြီးကတော့ကျွန်တော်တို့တရက်ခံအကြီးသားကျွန်တော်တို့ရဲ့အချစ်တော်ကြီးအချစ်ဆုံးသောအရာကြီးကိုစီမာဒီစာလုပ်ဖို့အတွက်မိုတီတွေအရင်ရှိနေတယ်ဆိုရင်တော့မှဒီဖုန်းကြောင့်ကျွန်တော်တို့စာမလုပ်ဖြစ်ပါဘူးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ចောင်းသားចောင်းသူတွေအတွက်စာဘယ်လိုလုံးအောင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်စာလုပ်ဖို့အတွက်ကျွန်တော်တို့ကိုတားဆီးပိတ်ပင်နေတဲ့အရာ၃ခုရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ရဲ့ပြင်းတဲ့စိတ်ဒုတိယတစ်ခုကတော့အချိန်ဆွဲတတ်တဲ့အကျင့်နောက်ဆုံးကတော့ကျွန်တော်တို့အကြိုက်ဆုံးဖုန်း ဒီ၃ခုကအဓိက တရားခံတွေပါတစ်ခုနဲ့တစ်ခုကလည်းချိတ်ဆက်နေပါတယ်ကျွန်တော်တို့ပြင်းတယ်ပြင်းတော့အချိန်ဆွဲကြတယ်အချိန်ဆွဲရင်းနဲ့ဖုံးသုံးတယ်ဖုံးသုံးတော့စာမလုပ်ဖြစ်ဘူးပထမတစ်ခုကျွန်တော်တို့ပြင်းတာပြင်းတာကိုဘယ်လိုလုပ်ရမလဲဆိုရင်တော့မပြင်းမှလည်းပဲပြောရမှာပေါ့ကျွန်တော်တို့ကចောင်းသားចောင်းသူတွေဖြစ်တဲ့အတွက်ကြောင့်မလို့စာလုံးမှရပါလိမ့်မယ်ကျွန်တော်တို့ပြင်းပြီးတော့စာမလုပ်ချင်ဘူးဆိုရင်ကိုကိုကိုငါစာလုံးမှရမယ်ငါစာလုံးမှရမယ်စာမလုပ်လို့မဖြစ်ဘူးဒီလိုမျိုးကိုကိုကိုထက်ခါတလဲလဲပြောပေးပါ remind လုပ်ပေးပါကျွန်တော်တို့ပြင်းရင်ပြင်းရင်နဲ့ကြာရင် ဖြင်းသွားရပါတယ်တတိထားပါအချိန်မဆွဲပါနဲ့ကျွန်တော်တို့အတွက်အချိန်ဆွဲတဲ့အရာကြီးကအကျဉ်းကြီးတစ်ခုလိုဖြစ်နေရပါကောင်းတဲ့အကျဉ်းတော့လည်းမဟုတ်ဘူးကျွန်တော်တို့စာလုတ်တော့မယ်လို့တွေးလိုက်တာနဲ့ချက်ချင်းထားလုပ်လိုက်ပါဟာနောက်ပြီးမှလုပ်မယ်နောက်ထပ်နိုင်ဝက်လောက်နေမှလုပ်မယ်ဆိုတဲ့အရာတွေကဘယ်တော့မှဖြစ်မလာမယ့်အရာတွေပါဟုတ်တယ်မလားကျွန်တော်တို့အဲ့လိုမျိုးဂရီတွေထက်ခါထက်ခါပြီးပြီးတော့စာလုတ်ဖြစ်သွားတာဘယ်နှခါရှိလဲတခါမှမရှိဘူးเนาะအဲ့လိုမျိုးကိုကအချိန်ဆွဲမယ်လို့ကြမ်းနေတယ်ဆိုရင် 5 second rule ကိုသုံးလို့ရပါတယ်ဒီ rule ကစာလုတ်တဲ့နေရာမှာမှမဟုတ်ဘူးကျွန်တော်တို့တစ်ခုခုလုတ်တော့မယ်ဆိုရင်စိတ်ထဲကပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်နှုတ်ကပဲဖြစ်ဖြစ်1 2 3 4 5ဆိုပြီးတော့ရေးလိုက်ပါ5ကိုရောက်တာနဲ့ကျွန်တော်တို့စာအုပ်ကိုချက်ချင်းကောက်ကင်လိုက်ပြီးရင်တော့စာလုတ်လိုက်ပါအဲ့ဒါဆိုရင်တော့စာလုတ်ဖြစ်သွားပါလိမ့်မယ်အခုဒီနေ့ကစပြီးတော့ကျွန်တော်တို့ငါဒါပြီးရင်စာလုတ်မယ်လို့ပြောတာကိုရက်ပြီးတော့အခုချက်ချင်းပဲထလုတ်လိုက်ပါအခုပြောမှာကတော့ဖုန်း ဒီကောင်ကြီးကတော့ကျွန်တော်တို့တရက်ခန်းအကြီးသားကျွန်တော်တို့ရဲ့အချစ်တော်ကြီးအချစ်ဆုံးသောအရာကြီးကိုစီမှာဒီစာလုပ်ဖို့အတွက်မော်တီတွေအရင်ရှိနေတယ်ဆိုရင်တော့မှဒီဖုန်းကြောင့်ကျွန်တော်တို့စာမလုပ်ဖြစ်ပါဘူးဖုန်းသုံးနေနဲ့ငါဒီစကားလေးတော့ပြီးအောင်ကြည့်လိုက်ပါဦးမယ်ဒီစကားလေးပြီးရင်တော့ငါစာလုပ်မယ်အာခဏလေးပဲငါ TikTok လေးကြည့်လိုက်ပါဦးမယ်အဲ့ဒီခဏလေးလို့ပြောတဲ့အရာတွေကတဏီကုံလို့မူးချုပ်တဲ့အထီအောင်ခဏလေးပြောလို့မပြီးပါဘူးအဲ့တော့ကျွန်တော်တို့ဖုန်းသုံးတာလဲသုံးတာပေါ့နော်ဒီစာလုံးမဲ့အချိန်တွေတဲကတော့ ဖုန်းမသုံးပါနဲ့မဟုတ်ရင်တော့ကျွန်တော်တို့စာမေးပွဲနာနီးမှဥနေရပါလိမ့်မယ်ကျွန်တော်ခုနကပြောတဲ့5 second rule နဲ့ဒီနေရာမှာချိတ်ဆက်လိုက်ပါဘယ်လိုမျိုးလဲဆိုတော့5လို့ရောက်သွားတာနဲ့ကျွန်တော်တို့လက်ထဲမှာကင်ထားတဲ့ပုံကိုချက်ချင်းချစာအုပ်ကိုကောက်ကင်အဲ့ဒါဆိုရင်တော့စာလုံးဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့အတူစာလုံးဖို့လဲမူတည်ရသွားပြီစာလဲလုံးတော့မယ်ဆိုရင်ဘယ်ကနေစာလုံးမလဲပထမဆုံးအနေနဲ့ကတော့နေရာပါအရေးကြီးပါတယ် foundation လို့တော့မှပြောလို့ရပါတယ်ကျွန်တော်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုရွေးပါလူအရန်များတဲ့နေရာတွေစူညံနေတဲ့နေရာတွေမှာဆိုရင်မလုပ်ပါနဲ့စာလုံးတာကိုအနောက်ရှက်ဖြစ်ပြီးတော့စာထဲကိုစိတ်မရောက်ဘူးကိုမှတ်သမျှစာတွေကလည်းခေါင်းထဲကိုဝင်မှာမဟုတ်ပါဘူးကျွန်တော်စာလုံးနေစဉ်မှာကိုဘေးမှာဘသူမှမရှိလေကောင်းလေပါပဲကိုကိုအနောက်ရှက်ပေးမဲ့အရာဘာတစ်ခုမှမထားပါနဲ့ဒီနေရာမှာဟူးတို့မြောင်မြောင်တို့လည်းပါပါတယ်ကျောင်းတို့ခွေးတို့ပြောတာပါ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကိုပိုင်အခန်းဒါမှမဟုတ်လို့ရှိရင် library စာကြည့်လိုက်တစ်ခုခုကိုသွားပြီးတော့စာလုပ်တာကအဆင်ပြေပါလိမ့်မယ်အတ္တိကကတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုရင်ရပါတယ်စာမလုပ်ခင်မှာကိုယ့်ရဲ့ bike ကိုလည်းကြည့်အောင်လုပ်ထားပါတစ်ခုခုစားထားပါ စာလုပ်နေရင်လည်း bike စာနေရင်လည်းပဲအဆင်မပြေပါဘူးကျွန်တော်တို့အဲ့ bike စာနေတဲ့စီကိုပဲစိတ်ကရောက်နေမှာပါစာလုပ်နေရင်နဲ့ မုံစားခိုင်းတာမဟုတ်ပါဘူးမလောက်ခင်ကနေကစားသားခိုင်းတာပါဒီဘိုက်ပြည်စီမဲ့အတီတကုတ်ကုတ်ပေါ့ကျွန်တော်အနေနဲ့ကတော့ဒီပန်သီးနဲ့ငပြိုသီးကိုတော့ recommend လုပ်ပါတယ်တစ်လုံးလုံးစားထားလိုက်လို့ရှင်ဘိုက်ပြည်စီတဲ့ပန်သီးဆိုလို့ရှင်ကျွန်တော်တို့အုံနောက်ကိုပါအထောက်အကူဖြစ်စေတဲ့အတွက်စားလုတ်တဲ့နေရာမှာလည်းမှတ်မိစေနိုင်ပါတယ်ချိုလွန်းတဲ့အစားအသောက်တွေတော့မစားပါနဲ့နော်ဒီ fast food တို့ Coca-Cola တို့တော့မတောက်ပါနဲ့စားလုတ်နေရင်လည်းကျွန်တော်တို့ဘေးမှာအမြဲတမ်းရေဘူးတဘူးအမြဲဆောင်ထားပါ ဘာလို့လဲဆိုတော့ကျွန်တော်ရေစာလို့ထတော့ရင်းနဲ့တကုတ်ကူလေးမြင်လို့လှုပ်လိုက်ရင်စာလုတ်တဲ့စီကိုပြန်မလာမှာစို့လို့ပါအဲ့တော့ကျွန်တော်တို့စာမလုတ်ခင်မှာကိုယ့်ရဲ့ဘိုက်ကိုပြည်အောင်လှုပ်ထားနောက်ပြီးစာလုတ်နေရင်လည်းဘေးမှာရေဘူးတဘူးအမြဲတမ်းဆောင်ထားပါတချင်းသားထောင်ရင်းနဲ့စာမလုတ်ပါနဲ့ဒါပေမဲ့ဒီဥစားနည်းနည်းတော့ပြောရခက်တယ်ဗျဘာလို့လဲဆိုတော့လေတချို့သူတွေကြတော့အဲ့လိုမျိုးတချင်းသားထောင်ရင်းနဲ့မှာစာလုတ်တဲ့အကျင့်လေးတွေရှိတယ်စာလုတ်လို့ရတာမျိုးတွေရှိတယ်ကျွန်တော်တကယ်ချင်းနေအပါဝင်ပေါ့လေကျွန်တော်အနေနဲ့ကတော့စာလုံရင်းဆိုရင်တချင်းသားမထောင်သေးခြင်းဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးစာတဲ့ကို စိတ်မရောက်ဘူးလို့တော့ထင်မိတယ်စာထက်အဲ့ဒီတချင်းရဲ့လွှမ်းမိုးမှုကပူပြီးတော့များနေနိုင်ပါတယ်ကျွန်တော်ကိုနိုင်လဲစာလုံရင်းနဲ့တချင်းနားထောင်မှုတယ်တချင်းကိုပဲလိုက်ဆိုမိပါတယ်စာအိုးတော့လုံးဝအာရုံမရောက်ဘူးစာအိုးတော့လုံနေတယ်ဒါပေမဲ့တလုံးမှခေါင်းနဲ့မဝင်ပါဘူးအဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ရင် စာလုံနေရင်ဆိုရင် တချင်းနားမထောင်တာကအကောင်းဆုံးပါနားမထောင်မဲမနေနိုင်ရင်တော့လဲမပြောတတ်ဘူးဗျ rap တီကိုတော့အထူးရှောင်ပေါ့ ဒီတခြင်းအေးအေးလေးတွေကိုပဲနားထောင်ပါဖုန်းနဲ့လက်တော့တွေကိုစာလုံးနေရင်လူနဲ့အဝေးဆုံးနေရာမှာထားပါစာလုံးနေရင်လည်းဖုန်းကိုကောက်ကင်ပြီးလိုက်မယ်ဆိုရင်တော့စာဆက်ပြီးတော့လုတ်ဖြစ်မှာမဟုတ်ဘူးအကေလို့ကိုက device တစ်ခုခုသုံးမှရမယ်ဆိုရင်တော့ notification တွေကိုပိတ်ထားလိုက်ပါမဟုတ်ရင်စာပေါ်တိုင်းဝင်ကြည့်လို့ရတော့ကိုစာလုံးနေတဲ့အရာကရှေ့ကိုရောက်မှာမဟုတ်ပါဘူးစာလုံးရင်ကျွန်တော်တို့နိုင်ဝချားတစ်ခါလောက်တော့အနားယူပေးတင်ပါတယ်နှစ်နာရီသုံးနာရီလောက်ကြီး ဇက်တိုက်မလုပ်ပါနဲ့ကျွန်တော်တို့လူကကိုကလှုပ်နေပေမဲ့ကျွန်တော်တို့ရဲ့အုံနောက်ကလက်မခံပါဘူးအဲ့ဒါကြောင့်မလို့နားခိုင်းတာပါစိုက်ကိုအရလဲကျွန်တော်တို့ကတခုခုအလုပ်တခုခု လုပ်ပြီဆိုရင်ကိုယ့်ရဲ့အသက်ကိုနှိမ့်နေမြောက်ကြည့်ပါအဲ့ရလာတဲ့အဖြေလောက်ပဲကျွန်တော်တို့ကစိတ်ဝင်တစားလုပ်နိုင်တာပါဥပမာအနေနဲ့ဆိုရင်အသက်က16နှစ်နှိမ့်နေမြောက်ကြည့်လိုက်တော့30နှစ်32မိနစ်ကြာတခါအနားယူပေးပါအဲ့လိုမှမလုပ်ချင်တော့ပုံမှန်အပရိကတော့30မိနစ်ပါ30မိနစ်ကတော့အကောင်းဆုံးပဲ break time ယူပါ break time ကိုဘယ်လောက်ယူရမလဲဆိုရင်တော့ 5မိနစ်သို့မဟုတ်10မိနစ်လောက်ယူပေးပါ10မိနစ်ထက်တော့မပူပါသေးနဲ့အုံနောက်သွေးပူနေတဲ့အချိန်မှာစလုပ်ရတာကကောင်းပါတယ်အဲ့ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ဒီကြောဆန့်တာပဲဖြစ်ဖြစ်အပြုံလန်းထွက်လျှောက်လိုက်တာပဲဖြစ်ဖြစ်လုပ်ပြီးလို့ရပါတယ်ဖုန်းနဲ့တစ်တော့ကိုတော့မကြည့်မိပါသေးနဲ့အရန်အန္တရာယ်ရှိပါတယ်အဲ့လိုမျိုးနားပြီးသွားပြီဆိုရင်တော့စာဆက်လို့ပါဒီလောက်ဆိုရင်တော့တော်တော်ဆုံးသွားပြီစာဘယ်လိုလုပ်ရမလဲဆိုတာလည်းသိသွားမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် ိကျင်တာလေးလေးရှိရင်လည်းကျွန်တော်ကို comment box ကနေပြီးတော့မေးသွားနိုင်ပါတယ်။တာယာပြောရှင်မဲ့ကောင်းတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။